ထိုင်းမှာဘီလီယံချီတဲ့အိမ်တွေပိုင်ဆိုင်ထားတဲ့မြန်မာလူပညာရှင်လေးရောအခုနောက်ပိုင်းနှစ်တွေမှာဆိုရင်ကျမတို့ရဲ့အိမ်ကြီးချင်းထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မြို့ဟာမြန်မာနိုင်ငံရဲ့ချမ်းသာကြေဝါသူတွေအတွက်အပန်းဖြေစရာနေရာတစ်ခုတမကရောပဲဒုတိယအိမ်ရဲ့ဖြစ်ရင်းနှီးမြုံနယ်ရနေရာတစ်တခုဖြစ်လာတော့ကိုအာလုံကသတိထားမိကြမှာပါအထူးဖြစ်စေပွားရေးရတည်ငြိမ်မှုနိုင်ငံတကာအစမေကျမ်းမာရေးဆောင်ရှားမှုနဲ့ကောင်းမွန်တဲ့ပညာရေးခွင့်လန်းတွေကြောင့်မြန်မာနိုင်ငံကစီးပွားလုပ်ငန်းရှင်သမဂ္ဂပဲ ။နမဲကျော်အနုပညာရှင်တွေကပါဘန်ကောက်မြို့မှာမြန်မာငွေပလီယံနဲ့ချင်းတန်ဖိုးရှိတဲ့အင်အားတွေကိုဝယ်ယူရင်းနှီးမြှုပ်နှံလာကြတာပါ။ထိုင်းအချိန်မီသတင်းချက်နဲ့စန္ဒာရီချက်စရင်တွေအရဆိုရင်မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံမှာတိုက်ခန်းဝယ်ယူမှုအများဆုံးနိုင်ငံခြားသားစင်းမှာဒုတိယနေရာထိ ရောက်ရှိလာခဲ့ပါတယ်ရှင်။ TV တို့တင်မှာတော့ထိုင်းနိုင်ငံမှာတရားချေတန်တဲ့အိမ်တွေကိုပိုင်ဆိုင်ထားတဲ့နမဲကြီးမြန်မာနုပညာရှင်လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ နံပါတ်၄ပိုင်းတကွန်ထိုင်းနိုင်ငံမှာပြည်နယ်ချေတဲ့အိမ်ပိုင်းဆိုင်ထားတာကပိုင်းတကွန်ပါရုရှင်စကားရီစတိုင်ရိုက်ကွန်နေရတာဖြစ်ပြီးသူရနုပညာလှူရှာမှုအများစုကိုဘန်ကောက်မှာပဲအချိန်ကုန်ဆုံးလေးရှိပါတယ်ဒီလိုအလုံးနဲ့ကင်တဲ့တတားရဲဖြစ်စေတဲ့ဘန်ကောက်မြို့ရဲ့အထက်တန်းလွှာရည်နေထိုင်တဲ့လော်ရီကွန်ဒိုမီနီယံတစ်ခုမှာ စနေဖြစ်သူနဲ့အတူအခြေချနေထိုင်ဖို့ဝေယူထားရလို့သိရပါတယ်။ဗာတီကန်ကိုရိုင်းကလည်းစန္တာကျွေးဝသလိုသူရဲ့စနေဖြစ်သူလင်းမြောက်ဘူအားလည်းမြန်မာနိုင်ငံရဲ့ထိတ်တန့်စေဝါရလုံငန်းရှင်ကြီးရဲ့သမင်းဖြစ်ပြီးဒူမာကိုရိုင်းကလည်းအရေးကြီးရှိတဲ့စေဝါရလုံငန်းရှင်သူဖြစ်တာကြောင့်ဒီလိုတန်ဖိုးကြီးအိမ်မျိုးပိုင်ဆိုင်ထားတာမဆန်ပါဘူး။နမတော်နေကြည်ဦး၊နေကြည်ဦးကို Beauty by နေကြည်ဦးလို့လူတီများတဲ့ Beauty Blogger မင်းသမီးအောင်မြင်တဲ့ စေဘာလုပ်ငန်းရှင်နေချီဦးပဲဖြစ်ပါတယ်။နေချီဦးကလက်ရှိမှာဘန်ကောက်မြို့မှာအကျဉ်းတော်ကြာနေထိုင်နေပြီးဒုမရဲ့ကိုဝန်ဆောင်ကာလကိုအေချမ်းစာဖြတ်တန်းနေရကိုကြည့်ရပါတယ်။ဒုမဟာရင်တွင်းလေးကိုဘန်ကောက်မှာဝေဖွားပြီးထိုင်နိုင်ခဲ့မှာပဲရေရှည်အခြေချနေထိုင်သွားဖို့အတွက်အမေရိကန်ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့ကွန်ကျိုတကူကိုဝယ်ယူထားတယ်လို့ကြည့်ရပါတယ်။နမနဲ့မိုးဆက်ဝိုင်းနမနဲ့နေရာမှာတော့ မက်ဆူနီဗာစ်မြန်မာ2000ထက်ထိန်အလမဲဖြစ်တယ်လို့ဝမ်မိုရွှေနဲ့ရောင်မတော်ဆက်တို့မိုးဆက်ဝိုင်းပဲဖြစ်ပါတယ်။တမဟာမြန်မာနိုင်ငံအထက်ပြပမာနေထိုင်တာပုံများသူပြီးပြီးနိုင်ငံတကာမှာပိုင်းဆိုင်မှုတွေအများပြားရှိသူတို့ပါအမေရိကန်ပြည်တဲတရုတ်နိုင်ငံတွေအပြင်ထိုင်းနိုင်ငံမှာပါအင်ဂျင်နီယာပိုင်းဆိုင်ထားပါတယ်။ဘန်ကောက်မြို့မှာတမပိုင်းဆိုင်ထားတဲ့ကွန်တိုဟာလေမြန်မာငွေတန်းနဲ့အခြေတန်မှုရှိတဲ့အထက်တန်းလွှာတွေ တည်တက်နေထိုင်ရာနေရာတစ်ခုဖြစ်ပြီးကင်မီဒီဇိုင်းနဲ့တသောတသောရှိမှုတို့ကိုအပြေဝပေးစမ်းတဲ့အိမ်လို့ဆိုပါရယ်။နံပါတ်၁ဝန်မုံရှင်နံပါတ်၁နေရာမှာတော့မြန်မာရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးအမှုပညာကျေးအမြင့်ဆုံးမင်းသမီးတူဖြစ်တဲ့ဝန်မုံရှင်ပဲဖြစ်ပါရယ်။သူရဲ့အောင်မြင်မှုနဲ့ကြွယ်ဝမှုကတော့ပြည်တွင်းမှာတည်းမကပြည်ပနိုင်ငံတွေအတွေ့ခြေပြန့်တယ်လို့ဆိုကြပါရယ်။ သမားခင်ပေါ်ပြတ်သူဟာနိုင်ငံတကာမှာများပြားလာတဲ့ပိုင်ဆိုင်မှုတွေရှိထားပြီးအလုပ်ကိစ္စတွေအပန်းဖြေခေးတွေအတွက်ဘန်ကောက်မြို့က Lorry Control တခုကိုလည်းတည်တပ်ပိုင်ဆိုင်ထားလို့နေဆက်ရာတိုင်ဝမ်ကဆိုပါတယ်။အခုပြပြခဲ့တာကတော့ထိုင်းနိုင်ငံမှာတမိုးချင်းမာတဲ့အင်အားပိုင်ဆိုင်ထားကြတဲ့မြန်မာနုပြရရှင်အကြောင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့စ조사မှုနဲ့အောင်မြင်မှုတွေကတကယ်ကိုအားကျဆရာပဲနော်ဒီနုပညာရှင်တွေနဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်ရွေကျဲစိတ်ဝင်စားဖို့ရဆလင်နုပညာရှင်တွေအကြောင်းများကိုချိန်နဲ့တပြေးညစ်တင်ဆက်ပေးမှုမှဖြစ်လို့အတိတ်တော့အကြောင်းအရာတွေတင်နာမလွတ်တမ်းနာဆင်နိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းဆောင်လေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပြီးကြီးစုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်